ပေါ်ကာစားတော့ကတလုံး600ပေးပြီးစားခဲ့ရတယ်စိုင်သည်အခု60နဲ့ရခဲ့တော့အသေးကျက်ပြီလေတပါငါးကပီးကျက်နဲ့တွဲပြီအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဥနိုင်စိုင်သည်လက်လက်ဆက်ဆက်လေးတွေကိုတလုံး60နဲ့ရလို့အလုံး200ဝယ်ခဲ့လိုက်ပါတယ်ခင်ဗျာဘယ်ကဝယ်လာလဲဆိုတာကတော့ဥနိုင်ဒီဗီဒီယိုထဲမှာဖော်ပြပေးထားပါတယ် ။ဦးနိုင်ရဲ့တရသည်စားစဉ်ပုံစံကတော့နှစ်စဉ်လုတ်ပြနေတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ပထမအဆုံးတရသည်အညာလေးတွေခြွေလိုက်မယ်။ပြီးရင်တော့သေချာလေးပုတ်ပြီးတော့ရေနဲ့၃ချိန်လောက်ဆေးလိုက်မယ်။၃ချိန်လောက်ဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ရေအပြည့်ထည့်ထားပြီးတော့တညစိန်ထားလိုက်ပါမယ်။အဲတ냐ပြည့်သွားပြီဆိုလို့ရှိရင်တော့ရေးလေးကိုပြန်သွင်းမယ်နောက်တည့်ရက်လောက်ထပ်ဆေးပြီးတော့မှစကားထဲမှာထည့်ပြီးတော့ရေးစစ်ထားလိုက်ပါမယ် ရေစစ်ပြီးသွားပြီဆိုလို့ရှိရင်တော့လေလုံနဲ့ဖန်ပလင်းပဲဖြစ်ဖြစ်ကော်ဘူးပဲဖြစ်ဖြစ်အဲ့ထဲကိုထည့်မယ်ထည့်ပြီးတဲ့အခါမှာအခုလိုမျိုးပလင်းကမြင့်နေဆိုလို့ရှိရင်တော့တဝက်လောက်မှာတစ်ခါစားထည့်မယ်เนาะစားတော့အနေတော်လေးကြည့်ထည့်မယ်ပြီးလို့ရှိရင်နောက်အပြည့်ထည့်မယ်အပေါ်အနေတစ်ခါစားပြန်ထည့်မယ်စားပြန်ထည့်ပြီးတဲ့အခါမှာတော့အဖုံးအုပ်ထားမယ်ပြီးရင်တော့အခန်းအပူချိန်မှာပဲထားမယ်เนาะအဲမြန်မြန်စားခြင်းလို့ကနေထုတ်လှမ်းလို့လည်းရတယ်အခန်းပူချိန်မှာထားတဲ့အခါမှာသူကအဲ့ဒီစားရဲ့ အရင်လေးပြောလာမယ်တရသီးတွေကရည်တွေလည်းထပ်ထွက်လာမယ်အဲ့ဒါကိုအထက်နောက်နည်းနည်းလေးလှုပ်ပေးလိုက်မယ်အားလုံးအွားရောင်တန်းပြီးတော့เนาะအရောင်ပြောင်းသွားပြီဆိုလို့ရှိရင်တော့စပြီးတော့မှစားလို့ရပါပြီခင်ဗျာမင်္ဂလာပါတရသီးတွေပါလည်းအားလုံးစိန်ပြီးသွားပြီပထမဆုံးထမင်းကိုငားငပိချက်လေးနဲ့အသေးချာနယ်မယ်နယ်ပြီးတော့မှတရသီးနဲ့အရင်တွဲမယ်ပြီးလို့ရှိရင်ငနုသားလေးလည်းချက်ထားသေးတယ်ကဲစားပါမယ်ခင်ဗျာ ငါငပိကျငါငပိကျဆက်ဆက်ကလေးငါငပိကျရွှေရွှေလေးနဲ့စိုင်သီးနဲ့ဒါအစောအလုတ်ပြလိုက်တယ်စိုင်သီးမနောစိုင်းစိန်မဟုတ်တော့စားထည့်ပြီးစိန်ထားတဲ့ပုံစံလေးပဲเนาะရှင်းမပါဘူး ကဲစားကြပါဦးခင်ဗျာငါငပိကျန်တယ်လိုက်ဖက်နေမှုတင်းနေမှာဆိုင်ဝဝလည်းစားရတာငွေးနေခေါ်လိုက်တော့ကွ 那意思讲，可能没看到呢，是吗？爸爸，嗯，那不就你们我努的，咱再往娃菜？我努呢？ ိုင်တရားလေအခုပေါ်တဲ့စိုင်တွေကနောက်ဆုံးစိုင်နဲ့ရောင်းတဲ့အန်တီကပြောပြခုနကအလုံး200ဝခဲ့တယ်တလုံး60နဲ့နော်အဲ့တော့ဘယ်နည်းအားလဲဆိုလို့ရှိရင်စံပြစီကျော်ဝိုင်းဂုံးကျော်တရားလေပြည်တော်စုဂုံးကျော်တရားအပေါ်တော့ပန်းတန်းရှိတယ်မလားပန်းတန်းပန်းတန်းနားမှာကာယီဂိတ်ရှိတယ်ကာယီဂိတ်ဘေးမှာကုံစိန်ကုံစိန်တန်းရှိတယ်လေအဲ့ဒီမှာသူ့သူ့ရှိသွားမှာဆိုရင် အဲ့ဒီအပြင်နှမ်းမှာမြင့်ပုံးကြီးချတာပုံးကြီးလေးပုံးလောက်ရှိတယ်မြင့်တယ်ရောင်းတယ်အဲ့ဘေးကဝင်သွားရတာ ਨੇ ဝင်ဝင်ချင်းညာဘက်ကဆိုင်မယ်တောင်းလေးမှာနမယဒေါ်ဆန်ရှားတဲ့နော်ဒေါ်ဆန်ရှားရောင်းတာတည့်ရသည်ရမယန်းသည်ရတည့်ရသည်ရမယန်းသည်ရတွေ့ရနော်ဘာမှမရှိဘူးဟုတ်တယ်တည့်သည်မယန်းသည်အဓိကဒီအသည်နဲ့မယန်းသည်ရောက်တာမယန်းဂျိုသည်လည်းရှိတယ်တည်သည်ရင်ခွဲသည်တို့မချစ်စုတို့စိုင်သည်တွေရှယ်ပဲဟိုဒီ post ကိုဒီနေ့တင်ပေးပြီဆိုတော့နောက်နေ့မရလိုက်ပါဆိုတော့เนาะဒါ စိုင်သီးကိုစားရစေချင်တာပဲဖြစ်ဖြစ်ဦးနိုင်လိုမျိုးပလင်းထဲမှာထည့်ပြီးတော့เนาะနှစ်ပေါင်စားချင်တာပဲဖြစ်ဖြစ်เนาะအဲ့လိုလူမျိုးတွေအတွက်ကိုမြန်မြန်လေးဝယ်လို့ရအောင်ဒီဗီဒီယိုလေးကဒီနေ့လောက်ဒီနေ့တင်ပေးမယ်เนาะအဲ့ဒီကလေးမြန်မြန်လောက်လိုက်လာအင်း ကောင်းတယ်ဟဲ့အနည်းထဲမှာမေးနေငါငပိကြကောင်းလို့အနည်းကလေးအာနာပါနာနဲ့ထက်လာဒီနေ့အရန်ကိုအရသာရှိတဲ့ဒီမနုတန်းဟင်းမနုတန်းဟင်းလေးကိုတော့ချက်ထားတာကဒီခါအချိုးမမတော်ဘူးဂျပန်ပြည်ရင်းတော့ဟွန်ဒန်းရှိ၅ဘုတ်လေးနဲ့ချက်ထားတာ ဟွန်ဒက်စီငါမဟုတ်သုံးမိတယ်ဆိုတော့သိလိမ့်မယ်နော်သူ့ရဲ့အရာသာဘယ်လိုတွေထိမိလဲဆိုတာနော်အဲ့တော့ကြော်လော်ပုတ်ကင်ပြုတ်နေသူလည်းအကုန်သုံးလို့ရပါတယ်ခင်ဗျာသူကတဘူလို့ရဲ့လေ့ကျင်က450 g အထက်မှာ225 g ခဲတော့နှစ်ထုပ်ပါတယ်9000 9000 8000ရောင်းနေကြပြီဦးနိုင်ကတော့9000 9000ပဲเนาะ9000 9000ပဲဘူးရဲ့အတွက်အနည်းငယ်ပဲရှိပါတယ်မြန်မြန်လေးသာ high เนาะဟင်းချုံမုတ်ကျတဲ့သူတွေကတော့ဂျပန်ဟင်းချုံမုတ်ရမယ်1 kg 63ကျပ်သားเนาะ လက်လီလက်ကား9000ပဲဟိုနေ့တို့အချုံမုတ်ကိုတွဲနေနေမှာတော့အာပြည်ရင်းသုံးနဲ့ export နဲ့ kwa တယ် local နဲ့ export နဲ့ kwa တယ် export တွေကအဲဈေးလဲအနည်းငယ် kwa လိမ့်မယ်နော်နောက်ပြီးတော့မှ local ချင်းတူရင်တော့မှပဲတွဲနဲ့ပုံစံတွေမတူတဲ့အခါကျတော့ဈေးကအနည်းငယ်ပြောင်းမယ်တချို့ကလည်း4000 5000 6000တချို့က9000 9000တော့9000 8000 9000တွေရောင်းနေသူရှိတယ်ဟိုနေ့တော့9000ပဲခင်ဗျဟိုနေ့တော့အဲ၅နှစ်လုံးတာဝန်ခံနေတာကတော့ဂျပန်ပြည်ရင်းသုံးကသာတွင်သင်းရောက်ချင်ဖြစ်ပါတယ်ခင်ဗျ ငါးတောင်းပဲဒါကြတော့ငြုတ်ဒီအစိမ့်မို့ဒီငနုသန်းကိုချက်တဲ့ခါမှာထည့်ထားတဲ့အကြောင်းလေးနော်ငြုတ်ဒီအစိမ့်မို့ဖြစ်ပါတယ် 1kg 63ညတာအဓိကဘာကြောင့်ကြိုက်လဲမှုကင်းလို့ကြိုက်တာဖြစ်ပါတယ်ခင်ဗျာထိုင်းလိုကတော့ထိုင်းပြည်ရင်းတော့ဖြစ်ပါတယ်ဈေးနှုန်းက၄တောင်းနော်အားလေးတွေကလည်းအချက်လိုက်နေတော့ကိုလိုအပ်တယ်နော်နောက်ဒါကကြတော့ငြုတ်ဒီအချက်မို့အတုပ်မျိုးစုံတုံးပဲပေါ့နော်အဲ့မှာငြုတ်ဒီအချက်မို့ဖြစ်ပါတယ်ငါး100 gram 33ကျပ်သားဈေးနှုန်းက2000နဲ့မှ8000ထိမိခွိနော်ဆက်မယ်မှွေးမယ်မှုကင်းမယ်ပေါ့နော် နောက်ပြီးတော့မှစက်သားမဟုတ်ဝက်သားမဟုတ်ရမယ်ဒါကသူက 400g 13000အကြီးကြီးကကုန်နေသေးတယ်စက်သားမဟုတ်ဝက်သားမဟုတ်လိုချင်တဲ့လူဟိုင်းထားမယ်နော်အချုံမို့ဒီပိုင်းမသုံးချင်တဲ့သူတွေငါးမို့ဒီပိုင်းမသုံးတဲ့သူတွေအဲ့ဒါသုံးမယ်နော်ကဲတက်ဆွဲလိုက်ပါနော်ဒီဒီကအမုန်းဆွဲပါတက်ဒီကိုတေးထားတာ တမျိုးစီပါလေပိုတော့ပိုရွာอืมရတာတော့မပြတ်ပါဘူးတူတူပဲအနံ့ပိုပါတလုံးချရတယ်တိုးခဲ့ရတယ်ဒီလာခဲ့60နဲ့ဟွန်းကျွန်းတော့ဟိုလေးပပန်းဟွန်းမခါရမဖန်းတော့ရန်သွားကြ မတလောင်းငောင်းငတလောက်တော့ဖြစ်တယ်ငနူတန်းပိုက်ကြီးကစူးနာဒီလိုမျိုးလောက်ပြီးတော့ရင်အခန်းပူချင်မှထားရုံပဲဘာမှလောက်ဆရာမလို့သူအရေထွက်လာလိမ့်မယ်ဘောနောက်နည်းနည်းလှည့်ပေးလိုက်နော်ပလင်းလေးတိုင်းပဲလှည့်ပေးလိုက် အကုန်လုံးအလုံးလိုက်ကလေးတွေအကုန်လုံးကဝင်းဝါလာလိမ့်မယ်အဲ့ကြတော့မှတွေ့ုံမယ်နော်သူကအထက်မှာပို့ပြီးချစ်ချစ်ကလေးနဲ့ချွတ်ချွတ်ကလေးနဲ့စားလို့ရရကောอืม

တော့ဒီတိုင်းလေးငါပြန်နေတူစားအောင်ရှင်းမယ်။ဒီငါပြန်နေဟုတ်ကဲ့ဒီမှာတူစားကောင်းနော်ဟုတ်တို့ဘာလဲ nhưng mà đẹp đeo như là đeo pin già không có chỉ bao giờ không bao giờ tôi sao bao giờ tôi khai ra nó thằng mô tô nó bây giờ ừ cả mẹ lòng đấy cái này nó thằng mô tô nó bây giờ là quạt nó bây giờ tôi thằng lâu gì Lâu nhiều rồi, sao thế? တခါတလေလေဈေးထဲမှာဈေးကြီးပေးဝယ်ရပါတယ်ဆိုမှစိုင်သေးရလေဖက်ဆက်စိုင်သေးဆိုပါလာသေးတယ်နော်အခုနေ့ကခါအနော်ဘလို့ရှိရတဲ့ခန်းသားဝါဟွန်းဆက်မြေမြန်စားပြီးတော့မြေမြန်အဲ့တဲ့တော့မြေမြန်တင်မှာ မဟုတ်ဘူးဘုစားတဲ့အလူရဲ့တတိမရလိုက်ပါဆိုအပင်းနေကြတဲ့အစားတိုင်းမှာချက်ရသောသူတူးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ နောက်အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ် see you bye bye